မင်္ဂလာပါရှင်။ရွှေကောင်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့တာကီတာမြို့နယ်လုံဆိုင်ရာပထမအကြိမ်မျက်စရာကတော့ဝဲလူငယ်စင်တာတွင်ကျင်းပတဲ့သတင်းဖြစ်ပါတယ်။တာကီတာမြို့နယ်လုံဆိုင်ရာပထမအကြိမ်မျက်စရာပူဇော်ပွဲကိုအော်တိုဝါ26ရက်နေ့နဲ့9နာရီကတာကီတာမြို့နယ်ရှိရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာတွင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင် ဗုဒ္ဓထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်လွင်နှင့်အဖွဲ့ဝင်များခရိုင်ပညာရေးမှူးဒေါက်တာခင်သူစာစိန်တာဂေတာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ဝင်များမြို့နယ်ပညာရေးမှူးဒေါ်နန်းနေလူကြီးမြို့နယ်အစဉ်ဌာနဆိုင်ရာတာဝန်ရှိသူများရှမ်းကုန်တိုင်းဒေသကြီးအာကစားနေလူငယ်ရေးအထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌဦးစော်လင်ဦးနဲ့ကော်မတီဝင်များတာဂေတာမြို့နယ်အတွင်းရှိကရော့ကန်ဆရာကြီးဆရာမကြီးများနဲ့ဖိတ်ကြားထားသူများတက်ရောက်ကြကြောင်းသိရပါဗျာ ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်ကကာရဝပြုပီတီစကားပြောကြားပြီးတာဂီတာမြို့နယ်လုံးဆိုင်ရာပထမအကြိမ်မျက်စရာပူဇော်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌဗုဒ္ဓထောင်ခရိုင်ပညာရေးမှူးဒေါက်တာခင်သူစာစိန်ကဝမ်းမြောက်မှုတည်တာစကားပြောကြားပါသည်။ အဲ့ဒီနောက်ကရော့ခန်ဆရာကြီးဆရာမကြီး153အားတက်ရောက်လာကြတဲ့ဌာနဆိုင်ရာအကြီးအကဲများဆရာဆရာမများနဲ့အကြောင်းသားအကြောင်းသူများမှရှ िख ူးကရော့ကပူဇော်ပစ္စည်းများပေးရကြပြီးကရော့ခန်ဆရာကြီးဆရာမကြီးများကိုစားဆရာမကြီးဒေါ်တင်တင်ခိုင်နဲ့ဆရာကြီးဦးစိုးဝင်းတို့က ဂျေဇုတင်ဝဲမြောက်စကားပြောကြပါတယ်။အခမ်းအနားတွင်အခြေခံပညာကျောင်းများနှင့်ကိုပိုင်အထက်တန်းကျောင်းများမှကျောင်းသားကျောင်းသူများကတည်တခြင်းများဖြင့်သီစုကပြဖြိုပြီးကြပြီးဥငိန်ကျန်းနှင့်အဖွဲ့ကအငိန်ဖြင့်ဂုံပြူကာရဝဖြိုပြီးကပြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဣရွှေစင်လက်ကပြပူလာတာပါ။